ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌဦးတန်းစိုးဒီနိုဝင်ဘာလ17ရက်နေ့ကကျင်းပသောရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေးမှာရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်မေးပေးတဲ့ဤတနေတဲ့ကိုတာအာမကိုပဲအခြားသောလုပ်ငန်းစဉ်များကိုပါဟန်ချက်ညီညီဆောင်ရွက်နိုင်ရန်အရေးကြီးကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ အိမ်နောင်ရွေးကောက်ပွဲအောင်မြင်ရေးတွင်မဲစီများပြည်စုံမှန်ကန်ရေးကျူတင်မဲများဥပဒေနှင့်အညီစနစ်တကျဆောင်ရွက်နိုင်ရေးနှင့်ရွေးကောက်ပွဲနေ့တွင်မဲပေးဆက်များဖြင့်မဲဆန္ဒရှင်များအစဉ်ပြေချောမွေ့စွာမဲပေးနိုင်ရေးတို့ကိုအလွယ်မှာမရှိတည်တည်ကြကြနှင့်အချိန်ကိုက်ဖြစ်စေရန်တာဝန်ရှိသူအားလုံးကပူးပေါင်းကူညီဆောင်ရွက်ကြရန်လိုအပ်ကြောင်းညွှန်ကြားခဲ့ပါသည် ရွေးကောက်ပွဲတွင်အသုံးပြုမီ MEVN မြန်မာ Electronic Voting Machine မဲပေးစံများသည့်မြန်မာစံချိန်စံညွှန်းဖြစ်သော MMS 63 2025နှင့်အညီကိုက်ညီစစ်ဆေးပြီးဖြစ်၍အရေးသွေးကိုက်ညီမှုထောက်ခံချက် COC ရရှိပြီးဖြစ်သည်ဟုဥက္ကဋ္ဌကအတည်ပြုပြောကြားခဲ့ပါသည်။ မဲပေးဆက်များအသုံးပြုခြင်းဖြင့်အချိန်တိုအတွင်းရိုးရှင်းလွယ်ကူစွာမဲပေးနိုင်ရင်ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ပေမဲများမရှိနိုင်တော့ခြင်းစားတဲ့အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဟုပြည်ထောင်စုရေကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌဦးတန်းစိုးကရှင်းပြခဲ့ပါသည်။ အိမ်နောင်မင်းစနာရှင်များမဲပေးဆက်အကြောင်းကြည့်ရှိပြီးမန်ကန်စွာမဲပေးတတ်စီရန်အတွက်တိုင်းပြည်နယ်အလားရက်ွက်ကြီးရွာအုပ်စုအစရန်တီရှင်လင်းပြသခြင်းလက်တွေ့မဲပေးခြင်းလုပ်ငန်းများအပြင်မဲပေးဆက်ကင်တွယ်သူများကျွမ်းကျင်စွာအသုံးပြုတတ်စီရန်တင်နယ်များဖွင့်လှစ်ပို့ချခြင်းများကိုပါဆောင်ရွက်လျက်ရှိတယ်လို့ပြောကြားခဲ့ပါတယ် အပြင် UEC ဥက္ကဋ္ဌကမဲဆင်းများပြည်စုံမှန်ကန်ရင်ကြိုတင်မဲပေးခြင်းကိုဥပဒေနဲ့အညီသတ်မှတ်ကာလများအတွင်းစနစ်တကျဆောင်ရွက်ရေးမဲဆင်းဖောင်းပွားမှုများနဲ့မဲမတမာမှုများမဖြစ်ပွားစေရေးအတွက်စနစ်တကျကြီးကြပ်ဆောင်ရွက်ရန်နဲ့မဲယုံအဖွဲ့ဝင်များအတွင်းတင်နန်းများကိုစနစ်တကျဖွင့်လှစ်ရန်တာဝန်ရှိသူများအားထပ်မံမှာကြားခဲ့ပါသည်